ကချင်တို့လည်းတက်မတော် KIA ထိန်းချုပ်ထားတဲ့ဘုံဘော်မြို့နယ်စင်ခန်းကျေးရွာကိုစစ်ကောင်စီလေရင်ကဘုံကျဲတဲ့အတွက်ဒေသခံ6ဦးသေဆုံးတဦးဒဏ်ရာရကြောင်း The 74 Media ကဖော်ပြပါတယ်။မလ၁၈ရက်မနေ့9နိုင်ကမှာ တိုက်လေရင်ကကျေးရွာရဲစခန်းကိုဘုံကျဲသွားတာဖြစ်ပြီးအမျိုးသမီး2ဦးပါဝင်6ဦးသေဆုံးတယ်လို့ဒေသခံတွေက ပြောပါတယ်။စင်ခန်းရွာဟာဘုံဘော်မြို့နယ်36မိုင်အကွာမှာတည်ရှိပြီး အေယာဝတီမြကူတတာစင်ခန်းကို KIA နဲ့ပူးပေါင်းဖွဲ့ကမနှစ်မေ9ရက်မှာသိမ်းပိုက်ပြီးကလေးကလွတ်မြောက်ဒေသဖြစ်နေတာပါပမောအမှန်27စစ်စင်ရေးကုကဲမှုဌာနချုပ်နဲ့လက်ကျန်တပ်ရင်းတွေကိုသိမ်းပိုက်ဖို့ KIA နဲ့ပူးပေါင်းတပ်ကစစ်ရှင်မြင့်နေစင်မှာစစ်ကောင်စီကအနည်းဝန်းကျင်မှာရှိတဲ့အရက်သားနေရာတွေကို အခုလိုဘုံကျင်းနေတာဖြစ်တယ်လို့ဖော်ပြထားပါတယ် စကန်တိုင်းထက်ပိုင်းကသာမြို့နယ်တိုက်ပွဲမှာဖမ်းဆီးရမိတဲ့စစ်တုံပန်း30နီးပါးရဲ့ဗီဒီယိုဖိုင်တွေဆိုရှယ်မီဒီယာမှာပြန့်နေပါတယ်။ကသာမြို့ခြေစိုက်အမှတ်309ခြေမြန်တရင်ကအင်အား150ကျော်ပါတဲ့စစ်ကြောင်းကိုဒေသခံ PDF ကာကွယ်ရေးတပ်တွေကမတ်လ15နဲ့16နှစ်ရက်စတိုက်ကြားပြတ်တိုက်ခိုက်ရာမှာစစ်ကောင်စီဘက်ကအများပြားတေဆုံး30ကျောင်းဖမ်းဆီးရမိတဲ့ လက်နက်များစွာရရှိတယ်လို့ကချင် news group KNG ကဖော်ပြပါတယ်ကတားတိုက်ပွဲနဲ့ပတ်သက်ပြီး PDF နဲ့ KIA ဘက်ကသတင်းထုတ်ပြန်တာကို မတွေ့ရသေးပါဘူးမန္တလေးတိုင်းညောင်ဦးမြို့နယ်ငသရောက်မြို့နယ်ခွဲအတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတီပူးတွဲစစ်ကြောင်းကိုဒေသခံတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရာမှာ စစ်သား80ကျော်သေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားတယ်လို့ပကန်အော်ဂါ4ပကန်ပြည်ဘလူးတပ်ကသတင်းထုတ်ပြန်ပါတယ်မလ17ရက်မွန်းလွဲတနင်္ဂနွေခန့်မှာအဲ့ဒီစစ်ကြောင်းငတယောက်မျိုးနယ်ခွေထောက်ဝရွာနဲ့အိုရင်းရွာကြား ရောက်ရှိလာစဉ်မှာနှစ်နိုင်ခန့်အနီးကပ်ချိန်မုန်းတာလို့ဆိုပါတယ်ဒီစစ်စင်ကိုပကန်အော်ဂါ4 ကံပြည်ဘလူးတက်ကဥဆောင်ပြီး BGF Burmese Gorilla Force တောင်တာမြို့နယ်ပကဖ Scorpion People Defense Force ညောင်ဦးခရိုင်တပ်ရင်း9နဲ့မြင်းကြံခရိုင်တပ်ရင်း3ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပြီးတော်လိုင်းဘက်ကရဲဘော်တဦးကြာဆုံးနေလို့ဖော်ပြထားပါတယ်မကွေးတိုင်းကံကောမြို့နယ်မြောက်ခင်ရံရွာမှာရှိတဲ့ပြူစော်တီစခန်းနဲ့ မြစ်သားဆေးပေါ်မှာတက်ဆွေးထားတဲ့စစ်တပ်စခန်းကိုတော်လိုင်းတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်ရမှာစစ်သားနဲ့ပြူစောတီ6ဦးသေဆုံးတယ်လို့မြိုင်မျိုးနယ်ပါကဖကသတင်းထုတ်ပြန်ပါတယ်မလလီရဲ့မနေ့ပိုင်းမှာမြောက်ခင်ရန်ကျွေးရွာကပြူစောတီစခန်းကို တိုက်ခိုက်ပြီးမလ9ရက်နဲ့9ရက်မှာမြစ်သားဆေးပေါ်ကစစ်တပ်စခန်းကို တိုက်ခိုက်တာလို့ဆိုပါတယ်စခန်းမှုအပောင်ဝင်စစ်သား2ဦး ြူစောတိ၄ဦးသေဆုံးပြီးမေတ္တာဆေဘောကနေထွက်ပြေးလာတဲ့စစ်သား၂ဦးကို MA11 တနတ်တလဲနဲ့အတူလက်ရဖမ်းဆီးတယ်လို့ဖော်ပြပါတယ်ဒီစစ်စင်ကိုမြိုင်ပကဖဂံကောမျိုးနဲ့တပ်ပေါင်းစုဂံကောမျိုးနဲ့ပကဖပေါ့မြိုင်ကံမဒရုန်းတပ်ဖွဲ့တွေစုပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် ကရင်မျိုးသားစည်းရုံး KNU ဖအန်ခရင်တပ်မဟာခွနစ်ဌာနချုပ်နေရာကိုစစ်ကောင်စီကမတ်လ18ရက်မနေ့၄နိုင်ကမှာအသေးကန် drone ၃လုံးနဲ့တိုက်ခိုက်တဲ့အတွက်ဌာနဆိုင်ရာရုံးခန်းတွေပေါ်ကြားရောက်ပောက်ကွဲပြီးနေခေါင်မှုတချို့ပျက်စီးတယ်လို့ Current Information Center KIC ကဖော်ပြပါတယ်။ထိုင်းမြန်မာနယ်စပ်အခြေစိုက်သတင်းဌာနတွေရဲ့ဖော်ပြချက်အရတပ်မဟာခွနစ်ဌာနချုပ်ဟာ ်ကယန်ယူဌာနချုပ်လည်းဖြစ်တဲ့အတွက်အခုဒုံးကြရောက် ပောက်ကွဲတဲ့နေရာဟာကယန်မျိုးသားလူမျိုးတက်မတော် KNL စစ်ဦးစီးချုပ်ဘိုးချုပ်ကြီးစောဂျော်နီရဲ့အိမ်ဘေးမှာဖြစ်တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KNU ဘက်က သတင်းမထုတ်ပြန်သေးပါဘူးတဝဲခရိုင်လောင်းလုံးမြို့နယ်အနီးမှာရှိတဲ့လက်ခတ်တောင်တာဝါတိုင်းစစ်ကောင်စီစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သား12ဦးသေပြီးတနက်တလဲနဲ့ခရဲတွေသိမ်းပြီးကြောင်းဒုရကစစ်ကြောင်းကသတင်းထုတ်ပြန်ပါရယ်မလ23ရက်မနေ့9ရက်နိုင်ခဲ့မှာစတင်တိုက်ခိုက်ပြီးတိုက်ပွဲ6နိုင်ကြာတယ်လို့ဆိုပါတယ်ဒီစစ်စင်ရေးကို တဝဲမျိုးသားလူမျိုးရေးတပ်တော် DNL ရေးပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့တဝဲခရဲအမှတ်နှစ်တရင် T5 ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် မကွေးတိုင်းပခုတ်ကူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်6တပ်ရင်းအရာရှိအရာခံစစ်သည်အလုံးပါဝင်တဲ့တပ်ရင်းစုဖွဲ့မှုနဲ့လေ့ကျင့်မှုသင်တန်းဆင်ပွဲပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပကြောင်း PVTV ကဖော်ပြပါတယ်ဒီတိုင်ရင်းဟာအရင်ကမြိုင်မြို့နယ်ကြီးရွာများတော်လိုင်းတပ်ဦးဖြစ်လှုပ်ရှားဆောင်ရွက်ခဲ့ပြီးအခုခါ PDF ပခုတ်ကူခရိုင်တပ်ရင်း6ဖြစ်စုဖွဲ့လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်ခင်ဗျာ။